မဟာဒနာတုတ်မရဏတုတ်ကတော့လောဘရဲ့သဘောတရားတွေကိုပြောပြတာပေါ့မဒနာမဟာဘောဂရထဝန္တာပိခတ္တိယခတ္တိယရှင်ပြန်နေတော်မှအညာမညာဘိကိစ္စံဒီအချင်းချင်းရဲ့ဥစ္စာတွေကိုတအမမောပြီးတော့လိုချင်တောင်းတမတရားရယူခြင်းနေကြတယ်ကံပေတို့အနလင်္ကိတာ ရစရာအာယုံတဲ့အစဉ်အတန်နဲ့ရတာအထိတွေ့ဆိုတဲ့အာယုံ၅မျိုးတွေကိုပုံမှာတော်ပြီဆိုပြီးတော့မြစ်တာတွေတားတာတွေမလို့ကျင်တော့ဘူးဆိုပြီးတော့ညင်းတာတွေဘယ်သူမှမရှိကြဘူးတဲ့နော်တခြားလူမပြောပါနဲ့တဲ့မဟာတဏပစ္စည်းဥစ္စာတွေအများကြီးတဲ့အများကြီးရှိတဲ့ရှင်မြန်နေတော်မှသူများပစ္စည်းလိုချင်နေကြတော့မယ်မဟာဘောကအသောအဆောင်တွေအများကြီးရှိတဲ့ရှင်မြန်နေတော်မှသူများပစ္စည်းလိုချင်နေကြတော့မယ် ရထဝန္တာပြီတိုင်းပြည်တပြည်လုံးပိုင်ဆိုင်နေတဲ့ရှင်ပြင်းတွေတောင်မှလူမြပစ္စည်းလိုချင်တေကြတော့မယ်တဲ့တင်းတိမ်မှုမရှိကြဘူးတဲ့ယေသူဩတ္တကဇာတေသူဩတ္တကဇာတေသူကြောင်းကြဆိုင်နေကြတယ်မရသေးတာရအောင်ကြောင်းကြဆိုင်နေကြတယ်ရတာတွေကိုမမမမသုံးဆဖို့ရာအတွက်ကြောင်းကြဆိုင်နေကြတယ်မပြောက်ပြက်အောင်ကြောင်းကြဆိုင်နေကြတယ်ဒီပစ္စည်းဝတ္ထုတွေနဲ့ပဲမသေးမချင်းကြောင်းကြဆိုင်နေကြတယ်တဲ့ ဘဝသောတဏှုတာတွေသူဘဝရေစုံမဲ့မျော့နေကြတယ်အဲ့လိုလောကလူသားတွေကအဲ့လိုတွေကြီးပဲပစ္စည်းဝတ္ထုတွေနဲ့ပဲမသိမချင်းကြောင်းကြဆိုင်နေကြတယ်ဘဝရေစုံမဲ့မျော့နေကြတယ်အဲ့လိုလူအများကအဲ့လိုဖြစ်ပေမဲ့လည်းပဲကေဒတဏံပဇဟိန်သူလိုချင်မှုတဏှာတွေကိုပယ်စွန့်နိုင်တဲ့လူဆိုတာလောကမှာရှိပါသေးတယ်ဘလို့လူတွေကလိုချင်မှုတဏှာတွေကိုပယ်စွန့်နိုင်ကြတာလဲကေလောကသမေနောတုကမရရအောင် ပြီးတော့ရာဝိသားကိုလည်းပဲမပြောင်းပြက်အောင်အမြဲတမ်းကြောင်းကြဆိုင်မှုတစ်ခုမှမရှိတဲ့ပုံကိုယ်တွေကလောကမှာဘယ်သူတွေလဲဒါယန္နာပုံကိုယ်တွေလို့ဦးဇင်းတို့သိပြီးသားပါပဲနော်အဲတာမန်ပုရုဇဉ်တွေကတော့ပစ္စည်းဥစ္စာတွေကိုအယရှာနေကြတယ်တဏ္ဏပဇဟိန္တုလိုချင်နေကြတယ်မမောနေကြတယ်တွေ့တားနေကြတယ်ဟုတ်တုကဘာဖြစ်လဲဆိုတော့သူတို့တွေကကြောင်းကြဆိုင်နေကြတယ်ဒါကိုပဲနတ်သားကမသိတဲ့အခါကျတော့မေးတာရှင်ပြန်တေတောင်မှပစ္စည်းတွေဘလောက်ရှိရှိသူများပစ္စည်းလိုချင်နေကြတော့မယ်ညင်းနေပဲတယ် ပြောပြီးဆိုပြီးတော့တားတဲ့သူကဘယ်သူမှမရှိပါဘူး။ဒါကြောင့်ပျက်စီးဝတ္ထုတွေရရှိဖို့ရာအတွက်အမြဲတမ်းကြိုးစားနေကြတဲ့ဘဝသူများတွေလောက်တဲ့လမ်းကြောင်းအတိုင်းပဲဘဝရေစုံမဲ့မျော့လိုက်နေကြတဲ့လောကကြီးထဲမှာလိုချင်မှုတဏှာကိုပယ်စွန့်နိုင်တဲ့သူရဖို့တွေသုံးဖို့တွေမပြောက်ပြက်ဖို့တွေကြောင်းကြမဆိုင်တဲ့သူလောကမှာဘယ်သူတွေရှိပါသလဲလို့မြတ်စွာဘုရားရှောက်တာရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကယန္နာပုဂ္ဂိုလ်တွေပဲယန္နာပုဂ္ဂိုလ်တွေကဘယ်သူတွေလဲဆိုတော့ဟိတ်တော်အာဃာရံပပစီတာတဲ့ အဂါရံအိမ်ကိုအိမ်နဲ့မကပါဘူးအိမ်သူတွေရောပါတာပေါ့နော်အိမ်မှာနေတဲ့အိမ်သူတထမရတယ်အိမ်တွေကိုဟိတ်တော်ဝါစွန့်ပြီးတော့ပပစိတာယဟန်ပြုကြတယ်နံပါတ်1ရံပြုပြီးရံပြုတဲ့အခါကျတော့ဟိတ်တော်ဝါပုတ်တံပတုံ ပုတ်တံသာသမိတွေကိုလည်းစွန့်ပြီးတော့ယဟန်ပြုရတယ်ပတုံကျွဲနွားစတဲ့ပိုင်ဆိုင်မှုတွေကိုလည်းစွန့်ပြီးတော့ယဟန်ပြုကြတယ်ပိယံအဲသာသမိတွေကျွဲနွားစတဲ့ပစ္စည်းဥစ္စာတွေကသူတို့တကယ်လိုချင်နေတဲ့ချစ်နေတဲ့မခွဲနိုင်တဲ့အရာတွေကိုတော့မှသူတို့စွန့်ပြီးတော့ယဟန်ပြုကြတယ်တဲ့ ယဟမြုပ်ပြီးတဲ့အခါကျတော့တရားတွေအားထုတ်ပြီးတော့ဟဲ့တဝါရာကင်စဒေါသင်စာရာဂကိုလည်းပဲသူတို့တွေစွန့်နိုင်အောင်ကြိုးစားကြတယ်ဒေါသကိုလည်းပဲစွန့်နိုင်အောင်ကြိုးစားကြတယ်အဝိဇ္ဇင်စာဝိရာဇီယာတဲ့အဝိဇ္ဇာဆိုတဲ့မသိမှုသစ္စာလေးပါးမသိမှုကိုလည်းပဲနော်အနိုင်ယူနိုင်ကြတယ်ခိနာတော်ဝအရဟံတော်အဲ့ဒီလိုယဟန္တာပုဂ္ဂိုလ်တွေအာတော်ကုန်ခံယဟန္တာပုဂ္ဂိုလ်တွေကတော့လောကမှာလိုချင်မမှုတွေမရှိကြဘူးပြည့်စုံစွာရဖို့ရာအတွက်ကြောင်းကြ မဆိုင်ကြတဲ့ပုံကိုယ်တွေပါပဲဆိုပြီးတော့မြတ်စွာဘုရားကမိန်တာပေါ့ကွာเนาะဒါကြောင့်လောကရေစုံမျောတဲ့သူတွေကတော့ပစ္စည်းရဖို့ရပဲစဉ်းစားကြတယ်လောကရေစံသွားတဲ့ပုံကိုယ်တွေကတော့ယန္နာပုံကိုယ်တွေကိုအတုခိုးပြီးတော့ယန္နာပုံကိုယ်ကြီးတွေလို့ဗာပစ္စည်းဥစ္စာတွေကိုမရှာတော့ဘူးပစ္စည်းဥစ္စာတွေကိုမမတ်မောတော့ဘူးပေါ့ကွာဒါဆိုရင်တော့မတ်မောရင်ဒုက္ခရောက်မယ်အဲမမတ်မောဆိုရင်ဒုက္ခကင်းမယ်ပေါ့ဟုတ်ပြီစတုဆက်ကတော့ ဇဂုသတုဇကံနဝဒါရံပုံနံလောဘေနာတန်ယုတံပင်ကဇာတံမဟာဝိရာတဲ့နော်ခန္ဓာကိုယ်ကြီးကိုပြောနေတာဟောဒီခန္ဓာကိုယ်ကြီးဆိုတာသတုဇကံ14မျိုးရှိတယ်14မျိုးဆိုတာလက်ပတ်မှု4မျိုးရှိတယ်ဘာတွေနဲ့လက်ပတ်ရလဲဆိုဣတိယပုံ4ပါးနဲ့လက်ပတ်နေရတယ်သွားတယ်သွားတာကြတဲ့အခါထိုင်တယ်ထိုင်တာကြတဲ့အခါလျောင်းတယ်လျောင်းတာကြတဲ့အခါယက်တယ်သွားရထိုင်လျောင်းဣတိယပုံ4ပါးတွေပြောင်း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 ပြီးတော့ဒီခန္ဓာကိုယ်ကြီးကို14မျိုးနဲ့လည်နေရတယ် နဝဒွာရံအတိတ်တွေဝင်လို့ပဲအဟောင်းတွေလည်းထွက်ဖို့ရာအတွက်အပေါင်ကြီး၉ပေါက်ဖောက်ထားရတယ်။မျက်စိနှစ်ပေါက်ကမျက်ခြေတွေနားနှစ်ပေါက်ကနားခြေတွေနှာခေါင်းနှစ်ပေါက်ကနှာခြေတွေနော်။ကျင်ကြီးပေါက်ကကျင်ကြီးတွေကျင်ငယ်ပေါက်ကကျင်ငယ်တွေနော်။အဲဒီလိုအပေါင်ကြီး၉ပေါက်ကနေမကောင်းတာတွေစွန့်ထုတ်နိုင်ဖို့ရာအတွက်အပေါင်ကြီးတွေ၉ပေါက်တွေရှိသေးရှိနေရတယ်ဟောဒီကန္နာကိုကြီး။ပုံနာအထက်ထဲမှာသေချာကြည့်လိုက်ရင်ကောင်းတာတွေနဲ့ပြည့်နေတာမဟုတ်ဘူးမကောင်းတာတွေနဲ့ကြီးပဲပြည့်နေတာ။ ်ဒါတကယ်တကယ်တော့ဒါခန္ဓာကိုယ်ရဲ့သဘောတရားအမှန်ကိုပြောနေတာဟုတ်တယ်မလားအစိုးမြင်တာလားအမှန်မြင်တာလားအမှန်ပဲအမှန်မြင်တာပြောတာနော်အမှန်နေအမှန်နေကိုပြောနေတာလောဘိနတန်ယုတ်တံဟောဣတံခန္ဓာကိုယ်ကြီးအပေါ်မှာပဲတဏှာလေးနဲ့အမြဲတမ်းရှင်နေတယ်ငါမျက်လုံးလေးနော်ငါပါးစပ်လေးငါမျက်နာလေးငါခန္ဓာကိုယ်လေးငါလက်လေးငါခြေလေးဆိုပြီးတော့ဟောဒီဟာလေးကိုတွေ့တန်းနေတာဒီဟာလေးကိုตาရားနေတယ်အမှန်ကိုတကြီးကြီးကြီးပြီးတော့ဟောလိုချင်းနေတာပေါ့ဒီဟာကြီးကိုသဘောကျနေတာ ပင်ကဇာတန်နဲ့တကယ်ဖြစ်တော့လည်းပဲဒီခါနောက်ကိုဖြစ်တော့လည်းပဲနွန်ထဲမှာဖြစ်တာဘာနွန်လဲဆိုတော့အမိဝမ်းဆိုတဲ့နွန်ထဲမှာဖြစ်တာနော်အဲသတိပင်လေးတွေဖြစ်တယ်နွန်ထဲမှာဖြစ်တဲ့သတိပင်လေးတွေလိုနွန်ထဲမှာဖြစ်တဲ့တရိစ္ဆာန်လေးတွေလိုပဲဦးဇင်းတို့တို့ဒီရောတို့ရဲ့ခန္ဓာကိုယ်ကြီးဟာအမိဝမ်းဆိုတဲ့နော်မစင်အဟောင်းတွေမစင်အသစ်တွေနော်အစာအသစ်တွေအစာဟောင်းနှစ်ခုရဲ့ကြားမှာနွန်ပုတ်ကြီးလိုပဲဖြစ်ပြီးတော့ဘဝမှာခန္ဓာကိုယ်ကြီးဖြစ်ပေါ်ရာအတွက်အရင်တည်ရတာ ဟောဒီခန္ဓာကိုယ်ကြီးဒီလိုသဘောတရားရှိတဲ့ခန္ဓာကိုယ်ကြီးကိုတဲ့မာဝိရမြတ်စွာဘုရားအနေနဲ့ယတရာဖျက်မြောက်ဖို့ရာအတွက်နီလန်းလေးကိုဒီတော့ပြောပြပေးပါကထံယတရာဘောဓတိအဲ့ဒီခန္ဓာကိုယ်ဒုက္ခတွေကနေထွက်မြောက်တဲ့နီလန်းလေးဟာဘယ်နည်းနဲ့ထွက်မြောက်နိုင်ပါသလဲမြတ်စွာဘုရားကိုရှောက်တာရှောက်တဲ့အခါကျတော့စစ်တော်စစ်တော်နတ်တိန်ဝရတင်စအိဇာလောပင်စပပကံစစ်တော်နော်လေးမျိုးဖြတ်ရမယ် ဘာတွေဖြားမှာလဲဆိုနတ်တယ်နဲ့နော်ချီချိုးကိုလည်းဖြားနွားဆိုရင်နွားဘာလို့ဒီနွားကဘေးကိုမထွက်နိုင်တာလဲဘာကြောင့်လဲချီချိုးကအရေးကြီးဆုံးပဲချီချိုးကဘာလဲဆိုဥပနာဟာတဲ့နော်အညိုထားတာအမြက်ထားတာအာကြီးတဲ့အမြက်အာကြီးတဲ့အညိုဟာနတ်တိဘာဖြစ်လဲလူတယောက်အတွက်ချီချိုးပဲဝရဒ်နော် ယိုယိုတည့်ရိုးနော်11ကိုနွားရဲ့11ကိုပတ်နေတဲ့တည့်ရိုးလိုပဲလူတွေမှာတည့်ရိုးနဲ့သူတွေပတ်ထားတဲ့အရာတွေကကိလေသာတွေပဲကိလေသာ7ပါးဆိုတဲ့တည့်ရိုးတွေကိုလည်းပဲဖြတ်ရမယ်တဲ့အိစာမရခင်မှာလိုချင်တာတွေကိုလည်းပဲဖြတ်ရမယ်လောဘရပြီးတဲ့အခါကျတော့စွဲလန်းနေတာလိုချင်နေတာစားချင်တောက်ချင်နေမခွဲနိုင်တာတွေအဲ့ဒါတွေကိုလည်းပဲဖြတ်ရမယ်တဲ့အဲ့ဒီ၄မျိုးကိုဖြတ်ရမယ်ပြန်ပြောမယ်ဒီခန္ဓာကိုယ်ကြီးကို လွန်မြောက်ဖို့ဆိုရင်ဒီခန္ဓာကိုယ်ကြီးမရဖို့ဆိုရင်နော်ချီကျိုးနေသူတဲ့ကိုယ့်ကိုအမြဲတမ်းဘဝကနေမလွတ်မြောက်အောင်ချီနှောင်းထားတဲ့အရာတွေကိုလည်းဖြတ်ရမယ်ဝရဒဆိုတဲ့အဲ11နေချီတောင်းတွေလက်တွေကိုချီထားတဲ့တရေကျိုးနေသူတဲ့ကိလေသာတွေကိုလည်းပဲဖြတ်ရအထူးအဖြစ်တော့အိဆာလောဘလို့ခေါ်တဲ့မရခင်လိုခြင်းရပြီးတဲ့ကံတွေပဲမမောဆိုတဲ့အဲ့ဒီအိဆာနဲ့လောဘကိုလည်းပဲဖြတ်ရမယ်အဲ့လိုဖြတ်နိုင်မယ်ဆိုရင်တမူလန္တနမတ်ပုံရာအဲ့ဒီပုဂ္ဂိုလ်ကယဟနာဖြစ်သွားပြီးတော့ ဟောတမူလတဏအဝိဇ္ဇာဆိုတဲ့အခြေခံပါတဲ့တဏံတဏကိုအပုံရှားနှုတ်နိုင်သွားပြီဖြုတ်နိုင်သွားပြီတဏကိုဖြုတ်နိုင်သွားပြီတဏကိုနှုတ်နိုင်သွားပြီတဏဖြုတ်တယ်တဏနှုတ်တယ်ဆိုတဲ့နေရာမှာတဏဘာကြောင့်မဖြုတ်နိုင်တာလဲမနှုတ်နိုင်တာလဲဆိုတာတမူလနော်သူ့ရဲ့အခြေခံဖြစ်တဲ့သူ့ရဲ့အစင်းမြစ်ဖြစ်တဲ့အဝိဇ္ဇာကိုမဖြုတ်နိုင်လို့တဏမဖြုတ်နိုင်နော်သိရင်တဏဖြုတ်နိုင်တယ်မသိရင်တဏကဆွဲတယ် ဦးဇင်းတော်တွေအခုတော့စားတဲ့တင်တဲ့အခါကျတော့တုတ်တံပြညာနဲ့တော်တော်များများသိလာတယ်သိလာတဲ့အခါကျတော့လိုချင်မှုတအားကြီးအရင်တော့လိုချင်ညာတဏ္ဍာမဖြစ်တော့ဘူးဒါကတဏ္ဍာကိုအဝိဇ္ဇာအရင်ဆုံးနှုတ်လိုက်တဲ့အတွက်ကြောင့်တဏ္ဍာကနှုတ်နိုင်သွားတာအဝိဇ္ဇာမသိမှုတွေများနေတယ်ဆိုရင်တော့ဟာပို့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 လိုချင်တာနော်ဦးဇင်းတော်ကြားဖို့မှာပါနော်ဥနေဝန်းနော်ဒီတော့မြန်မာနိုင်ငံမှာအကြာကြီးအုပ်ချုပ်လာတယ်သူကအဲသူຢာတို့ကနေပြုတ်ပြီးတော့တရားတွေထိုင်လိုက်တဲ့အခါကျတော့သူကပြောတယ်တဲ့။အော်ငါဒါကိုသိတာနောက်ကျသွားတယ်။ စောစောကသိရင်ဒီလိုကြီးငါဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့သူကပြောတယ်တဲ့ဒီຢာလိုကြီးဒီလောက်ကြီးဆွဲထားမှာမဟုတ်ဘူးလို့သူပြောတယ်တဲ့ဘာလို့လဲဆိုတော့မသိခဲ့လို့အဝိဇ္ဇာမသိခဲ့လို့တဏှာတားဆွဲထားတာဒါကြောင့်သမုလတဏမပုံရှာတဲ့ခန္ဓာကိုယ်ကြီးကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်တဏလွတ်အောင်လုပ်ရမယ်တဏလွတ်ဖို့ရာအတွက်အဝိဇ္ဇာဆိုတဲ့မသိမှုတွေကိုပယ်နိုင်ဖို့ရာသိအောင်များ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 လုပ်ရမယ်သုတမယစာရီများများသင်ရမယ်စိန္ဒမယ အများများတွေးပေးရမယ်ဘာဝနာမရအများများကြင်ကြံပေးရမယ်အဲ့ဒါဆိုရင်တော့အဝိဇ္ဇာတွေပြောင်းပြီးတဏှာတွေကမဆွဲလန်းတော့ဘူးတဏှာတွေကိုနှုတ်နိုင်သွားပြီအဲ့ဒါဆိုရင်ယတ္တရာဘောဓိတိအဲ့ဒီပုဂ္ဂိုလ်ကဆွဲခန္ဓာကိုယ်ကခန္ဓာကိုယ်ဆိုတဲ့ဒုက္ခတွေကနေထွက်မြောက်သွားနိုင်ပါတယ်။နောက်အေနိစင်ကတော့အေနိစင်ကကိတံဝေရံအပ္ပဟာရံအလောလုပံဝိဟဝေကစရဏာဂံကာမေတုအနပိကိနံဟောမြတ်စွာဘုရားရဲ့ဂုဏ်တွေပဲအထူးထွေတော့မဟုတ်ဘူး။ ညစွာပြကုံတွေဒါပေမဲ့တခြားနေရာမှာမတွေ့တဲ့ဂုံလေးတွေတော့ဒီထဲမှာတော်တော်တွေ့တယ်။အေနီစင်ကန်နဲ့အေနီဆိုတဲ့သားကောင်ရဲ့မြင်းကောင်လိုပဲနော်။ခြေတလုံးမြင်းကောင်လိုပဲညစွာပြရဲ့ခြေလုံးမြင်းကောင်လေးကလည်းပဲတကယ်ကြည့်ွယ်ရှုွယ်တော်တော်ကိုကောင်းတဲ့ခြေလုံးမြင်းကောင်ရှိတော်မူပါတယ်။ခီတန်ညစွာပြရဲ့ခန္ဓာကိုယ်ကလည်းပဲအဝါကြီးမဟုတ်ပဲနဲ့ခီတန်ခန္ဓာကိုယ်တော်ကအလောတော်ယုံလေး အဲပိန်တော်မူပါတယ်ပိန်နာအကုန်တစ်ခုပဲနော်ဟိုလိုပိန်ချောက်တာမဟုတ်ဘူးမြတ်စွာဘုရားကြားဟုတ်လားဒီတန်ဆိုဟိုလိုပိန်ချောက်တဲ့ပိန်ဒီမဟုတ်ဘူးမြတ်စွာဘုရားကဘာလဲဆိုမဝလွန်းဘူးပေါ့နော်ဝလွန်းရင်လည်းပဲဒါရုပ်ပြက်သွားတယ်ဒီတန်နဲ့ခန္ဓာကိုယ်တွေကမဝလွန်းယုံတော်လေးပဲပိန်တော်မူပါတယ်တဲ့နောက်ဝေဒံဝရိယလည်းကောင်းတော်မူပါတယ်တဲ့မြတ်စွာဘုရားကအပ္ပဟာရံအစာတော့ကလည်းပဲနဲပါပေတယ်အစာတော့နဲတယ်ဆိုတဲ့နေရာမှာဘလို့နဲတာလဲဆိုတော့နော် အစားတောက်ကညနေစာမစားခြင်းဟာလည်းပဲအစားတောင်နေတာပဲဟုတ်လားเนาะညနေစာမစားလိုက်ဘူးဆိုရင်တာမန်လူတွေတဲ့အစားတောင်နေတယ်ဒါကြောင့်ဝိကလာဘောဇနာရှောင်းခြင်းခြင်းအပြည့်လည်းနံပါတ်၄အစားတောင်နေတယ်တဲ့เนาะနောက်နံပါတ်၄ကတော့ဘာလို့အစားတောင်နေတာလဲဆိုတော့ဘောဇနေမတ်တယ်ညူဘောဇင်မှာအတိုင်းအတာလေးနဲ့ယောဂါတွေမဖြစ်အောင်ခန္ဓာကိုယ်လေးဆက်ထိန်နိုင်အောင်တော့ပဲစားတာเนาะအတိုင်းအတာလေးနဲ့စားတာအဲ့ဒါလည်းပဲအစားတောင်နေတယ်လို့ခေါ်ပါတယ်အဲမြတ်စွာဘုရားကအစားတောင်နေတယ်ဆိုတော့အဲ့ဒါကိုပြောတယ်တဲ့ထာဂရဏခုဖွင့်ထားတယ်เนาะ အာလောလုပန်နဲ့ပျက်စီးလေးပါမှလည်းပဲလျှက်ပေါ်လော်လီမှုမရှိဘူး။ဩော်ဒါလေးတွေကတကယ်တော့ယဟန်နေနေနဲ့တော်တော်ကိုလိုအပ်တယ်။ယဟန်နေနေနဲ့ဆိုဘာလဲဆိုတော့ပျက်စီးလေးပါမလျှက်ပေါ်လော်လီပါဆိုတော့ဟိုဟာဟိုငတ်တာလူသိနေရင်ဟုတ်တော့ဘူး။ဟုတ်တော့ကိုငတ်တာလူသိနေရင်မဟုတ်တော့ဘူးနော်။လူသိဟိုဟာဘာလဲဆိုတော့ပေါ်လွန်းနေရင်ဟုတ်ကောမဟုတ်တော့ဘူး။ဘာလဲဆိုတော့ဒီကငါကိုလိုချင်တာလူသိနေရင်လုံးမဖြစ်ဘူး။ပြောချင်တာတော့ဘာပြောချင်တာလဲဆိုတော့စိတ်ထဲမှာလည်းပဲလျှက်ပေါ်လော်လီတဲ့စိတ်မထားနဲ့။ ဖန်နာကိုနဲ့နှုတ်မှာလည်းပဲလျက်ပေါ်လော်လီတဲ့အပြောဆိုတွေအပြုတ်မှုတွေမဖြစ်စေနဲ့အဲဒီတော့ပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့လျက်ပေါ်လော်လီတဲ့လိုချင်စိတ်လိုချင်တာလူသိတဲ့ပုံစံမျိုးဘယ်တော့မှမရှိပါဘူးတဲ့မြတ်စွာဘုရားကသီဟံဧကစရံနာဂံဧကစရံတကောင်နဲ့သွားတဲ့သီဟံချင်းသိမင်းလိုပဲဧကစရံတကောင်နဲ့ပဲနေတဲ့နာဂံစင်ကြီးလိုပဲနော်ဒါမနက်ကလည်းဒီလို Facebook မှာတင်လိုက်ပါတယ်နော် အပေါင်းပေါ်နဲ့နေရင်တဲ့ပမတ်တာတဲ့ပေါ်ပေါ်ဆာဆာနေတတ်တယ်တဲ့မိလျော့တတ်တယ်တဲ့နော်တယောက်တည်းနေတယ်ဆိုရင်တော့အပမတ်တာတဲ့နော်ပေါ်ပေါ်ဆာဆာမနေဖြစ်တော့ဘူးတဲ့မမိလျော့တော့ဘူးတဲ့ဦးဇင်းတို့ဆာလေးတဲ့မှာလည်းတွေ့ပါလေနော်ပြောတယ်မှာတဲ့ငိုက်ချင်ငိုက်နေပါလေစီကွာတဲ့ဒါပေမဲ့အဲ့ဒီယဟန်ငါဖျားချင်းမွန်းနေဟာတဲ့ဘာလို့ချင်းမွန်းတာလဲဆိုတော့လောလောဆယ်တော့ငိုက်ချင်ငိုက်နေမှာပေါ့ကြားလာတဲ့အခါကျတော့တယောက်တည်းနေတယ်အာတော့လည်းမဘာမှမလုပ်ဘူးနေတယ်ဆိုတော့ဒါတော့ကြာမှဖြစ်တော့ပါဘူးမသိတော့ပါဘူးစသဖြင့်တနေ့မဟုတ်တနေ့ တရားအားကိုအားထုတ်ဖြစ်တော့တာပဲအလုတ်လုတ်ကိုလုတ်ဖြစ်တော့တာပဲအဲဒါကြောင့်တော့တဲ့မှာတယောက်တဲ့နေတာကောင်းတယ်လို့ပြောတာတော့တဲ့ဟိုဒီကပြောချင်တာမဟုတ်ပါဘူးတယောက်တဲ့နေခြင်းရဲ့အကျိုးကိုပြောချင်တာနော်တယောက်တဲ့နေပြီဆိုရင်တဲ့တရားပို့ပြီးတော့တရားသာပို့တက်တယ်တဲ့နောက်တစ်ခုကာမေတုနာပကိနံကာမဂုဏ်တွေမှာလည်းပဲ ਨੇ ကွက်မှုမရှိဘူးတချို့ကြတော့တဲ့တာနေတယ်တယောက်တည်းသာနေတယ်ဟိုဟာလိုခြင်းဒီဟာလိုခြင်းဟုတ်တယ်မလားတော်တဲ့နေပြီးတော့ကားတွေတက္ကະကမတွေများတာကိုမျောနေတယ်ဆိုရင်အဲ့ဒီကိုတော့ဟုတ်တော့ဘူးเนาะကာမေတုအနာပိကိနာမဟုတ်တော့ဘူးနော် အဲဘာလဲဆိုတော့တယောက်တည်းနေတဲ့နေုံနဲ့မကဘဲနဲ့ဘာဖြစ်မလဲဆိုတော့ဟိုအစဉ်တဏ္ဏယတာထိတွေ့ဆိုတဲ့အာယုံ၅ပါးတွေကိုမျောမနေတဲ့မြတ်စွာဘုရားကြီးညိုစရာတအားကောင်းတာအဲလိုဂုံရင်ကလေးနဲ့ပြည့်စုံမှုတော်မူတဲ့မြတ်စွာဘုရားကိုနော်ဥပသင်္ကမပု္ပ္ပဇာမိတပည့်တော်ကအနိနာလာပြီးတော့မြတ်စွာဘုရားကိုမေးခွန်းတစ်ခုမေးပြရစေဗျာမေးကျင်ပါလေဗျာကထံဒုက္ခပမုဇ္ဇတိဒုက္ခတွေကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမှာလဲဗျာကြောက်တာဟိုဘက်သွား ဒုက္ခရိယလွံ့မြောက်အောင်ဘယ်လိုလုပ်ရမှာလဲဆိုတော့ပင်စကာမဂုဏလောကေမနောစတ္ထဘဝေတိတာကာမဂုဏ၅ပါးဆိုတာလေလောကမှာရှိတယ်အစဉ်အတန်အနတ်အရသာအထိတွေ့ကာမဂုဏ၅ပါးဆိုတာလေရှိတယ်ဒါကရုပ်တွေပေါ့မနောစတ္ထစိတ်ဆိုတဲ့မနလင်၆ခုမြောက်ရှိတော့ဟောစိတ်ဆိုတာလည်းပဲရှိတယ်ပေါင်းလိုက်တော့ကာမဂုဏ၅ပါးဆိုတာရုပ်မနောဆိုတာစိတ်နာမ်ပေါ့ရုပ်နဲ့နာမ်ပေါ်မှာတဲ့စန္ဒံဝိရာဇ္ဇတဝါတက်မှတ်မှုတဏှာကိုကင်းအောင်နေရတယ် တမန်မှုဒနာကိုကင်းအောင်နေရတယ်။ယောဂတုပစ္စည်းတွေများများလိုချင်နေလေလေဒုက္ခများများရှိလေလေပဲ။ယောဂတုများများယောဂတုပစ္စည်းတွေနည်းနည်းလိုချင်လေလေဒုက္ခနည်းနည်းရှိလေလေပဲ။ယောဂတုပစ္စည်းတွေဘာမှမလိုချင်လေလေဒေဒုက္ခဘာမှမရှိလေပဲနော်။ယာရိတာယတ္တယတ္တဆိုတာဥစဉ်တော့ကြားဖို့ပြီးသားပါပဲနော်။အဲဒီမှာအဲ့ဒီမှာမြတ်စွာဘုရားကထပ်တောင်းထည့်လိုက်တယ်မနောစတ်တာနန်းပိုင်းဆိုင်ရလေပဲလိုချင်မှုတွေများနေလေလေဘာလဲဆိုတော့ဒုက္ခရှိလေလေပဲ။စံတန်ဝိဒါစတံကိုစစ်တော်ကိုသွားဆက်တာပေါ့နော်။ ဒါကလည်းကျတော့တရားထိုင်နေတယ်တရားထိုင်နေတဲ့အခါကျတော့ငါပီတိဖြစ်ကျင်လိုက်တာပီတိဖြစ်ကျင်လိုက်တာဝေဒနာကိုငါကကြော်ကျင်လိုက်တာကြော်ကျင်လိုက်တာဟော စိတ်ကလေးကိုသူကဒါလိုချင်တဲ့ဘက်ကိုဥတည်နေပြီဆိုရင်ဘာဖြစ်လို့ဆိုတော့အဲ့ဒီစိတ်ကလေးကပိုးဆင်းရတယ်အဲ့ဒီတရားကအတက်ကိုမတက်တော့ဘူးဒါကြောင့်ဖြစ်တဲ့ဟာကိုဖြစ်တယ်လို့မှတ်ရှိတာကိုရှိတယ်လို့မှတ်အဲ့ဒါလေးကိုပဲရိုးရိုးလေးပဲမှတ်သွားဘာမှလိုချင်စိတ်တွေမထားနဲ့အဲ့ဒါဆိုရင်အလိုလိုဝိပဿနာတရားတွေကတက်တယ်ဆိုပြီးတော့တရားစကားမှာအမြဲတမ်းပြောကြတယ်လေဒါကြောင့်ယုတ်တရားတွေအပေါ်မှာနံတရားတွေအပေါ်မှာ စန္ဒရာဂတွေကိုကင်းအောင်လုပ်ရမယ်လိုချင်မှုတွေစွဲလမ်းမှုတွေကင်းအောင်လုပ်ရမယ်အဲလိုချင်မှုတွေစွဲလမ်းမှုတွေကင်းအောင်လုပ်နိုင်တဲ့သူဟာဒုက္ခပမုတ်စတိဒုက္ခကလွတ်မြောက်ပါတယ်ဒုက္ခလွတ်မြောက်ဖို့နည်းလမ်းကတော့တခုတည်းပါပဲစန္ဒံဝိဒါစေတောတဏ္ဍာစန္ဒတွေကင်းအောင်လုပ်အဲ့ဒါမှဒုက္ခကလွတ်တယ်လို့မြတ်စွာဘုရားကဟောတယ်အဲပြောပါပြီ